ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် reaction လေးကတော့ပိုလီကိုစီတို့ရဲ့ reaction လေးပဲဖြစ်တယ်အဲဒါတော့ကနားဆင်ကြရအောင်ဟုတ်ကားလေးကြက်ပိတ်နေတယ်မှာတခါတည်းကကြော်တော့ထားပြီးဝူဝူဝဆက်ဆက်မောင်းသွားတယ်အဲ့နောက်ရင်းငင်မောင်းသွားတယ်အိဇော်ကြီးတက်မောင်းတယ်မော်တော်ကြီးကြီးကားအထူးဖြင့်ကားလေးကိုအများဆုံးတွေ့ရတယ်စိုက်ကယ်လေးတွေ့ရပါတယ်အင်းအဲ့ဒီဟာရင်းပတ်တဲ့ရင်းထင်းရည်ဖမ်းတယ်လားမဖမ်းတယ်လားတော့မသိဘူးမဲ့ကျွန်တော်ရောက်တိုင်းကြားနေရတယ်အများကြီးကြားနေရတယ်အများကြီးကြားနေရတယ် ဟိုကျွန်တော်တာမန်မီးပွိုင်လေးမှာဝါသလိုဖြတ်မိတဲ့ကောင်တွေဖမ်းတာဖမ်းအဲ့ဒါအဲ့ဒီလူမျိုးကျတော့ဖမ်းတော့မင်းနဲ့ထိန်းဆောင်ဖမ်းတာအဲ့လိုမျိုးကျတော့နော်မြင်းစီလေးနည်းနည်းလေးကြော်သွားလို့ကိုယ့်ပြည်ဝင်လာလို့ရှင်ဖမ်းတယ်ဒါပေမဲ့အဲ့လိုဝူးကနဝော်ကနဖမ်းဖြတ်ဖြတ်မောင်းတော့တဲ့ကောင်တွေဖမ်းတယ်လားမဖမ်းတယ်လားမင်းခုနှစ်စီးပဲတွေ့တယ်ဂျွန်လာအနေပြီးတော့နိုဘာလာတီခုနှစ်စီးပဲမိတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာအေးပါအေးပါကောနစီရပြီဆန်းစားကြည့်ပေါ့ကြည့်ရတာပါလေအဲ့ဒီပြိုင်ကားပေါင်းတဲ့သူတွေပြိုင်ကားလိုမျိုးကားတွေတက်ဆင်ပေါင်းတဲ့သူတွေကအင်းပိုင်ရဆိုင်ရလူကြီးသားသမီးတွေဖြစ်နေလို့များမဖတ်ရရလား မှန်တယ်လေအဲ့ဒါမှန်တာဗောနော်မှန်တာဗောအဲ့ဒါဘာလဲပြိုင်ကလှလှလေးနဲ့လာမချုံနဲ့ဆိုတာလေဟာလားဒါမှန်တာပဲဟိုကျွန်တော်ရန်ကုန်မြို့မှာဒီပြိုင်ကမောင်းမောင်းနိုင်တာမောင်းရဲတာပြိုင်ကစီးစီးနိုင်တာလူကြီးသားသမီးတွေရှိတာလေဟာလားကျွန်တော်တာမန်ပြည်သူတွေဘယ်လို့မှမစီးနိုင်ဘူးလေအဲ့တော့ဘယ်ကောင်းဖမ်းရမှာမဖမ်းရဘူးလေဟာလားအမ်မှန်တယ်မှန်တယ်အဲ့ဒါမှန်တယ် ်တဲ့ပတ်တယ်ကြောင့်လားမမဖမ်းရရလားတော့ဟုတ်တယ်ဖမ်းကိုဖမ်းလိုက်ရတာလားဖမ်းလို့မမိလားလားကျွန်တော်ကမလဲပါဘူးဟုတ်တော့ဒီလိုဖြစ်စီကောင်တော်တော်အများကြီးသူအနောက်ရှစ်ဖြစ်တယ်တော်တော်အနောက်ရှစ်ဖြစ်တယ်အဲ့ဒါကြီးကိုတော့သက်ဆိုင်ရင်းရဲတက်ဖို့တောင်းရှိလို့ရချင်းရဖမ်းဖို့လိုရဲ့ချင်းသက်ဆိုင်ဟာဟိုမိတ်ပေးစိတ်ခိုင်းနေညီချင်းထွက်တဲ့သူတွေလည်းပြန်ပြီးတော့ review လုပ်ဖို့လိုတယ်အဲဒီမှာရှေ့မှာဖြတ်မောင်းသွားတယ်ဝူဝဲဝေါ်နဲ့ဖြတ်မောင်းသွားတာမြင်ရသားနဲ့ ရှေ့မှာကျတော့ဖမ်းခံရဆိုဖမ်းလည်းမခံဘူးမြေပေါ်တွေလည်းရှေ့မှာမြင်နေရရှိတယ်ဟိုပေါ်ဗီဒီယိုတွေအဲ့လိုဝဝဝမောင်းလာဆိုတော့ဘယ်ကလည်းရှိတယ်မြေပေါ်ပတ်သူနီးမဲ့ပေါ့ဟုတ်တယ်အင်းနီးမဲ့ပြီအဲ့ကောင်ဖမ်းလိုက်ပြီးရတယ်ရတာပဲအခက်တယ်မှာဖမ်းလိုက်အေးကျွန်တော်ပေါ့နေပြရလေအဲ့ဒါလို့သူများအများပြည်သူနားကြီးနောက်နားကြီးလောက်အောင်နောက်ရှက်ပြတဲ့အဲ့လိုမောင်းတတ်တဲ့အဲ့ဒီပါဝါအင်ဆော့တဲ့မောင်းတဲ့ပြိုင်ကားလိုလိုဘာလိုလိုညာလိုလိုကြောင်ကြောင်ကားတွေအဲ့ကားပိုင်ရှင်တွေကားတွေ ကုန်သိပြန်မှာအဲဒါဆုံးကားသိပြန်လိုက်အင်းကားသိပြန်အောင်ရှင်းရှောက်ပြန်ဟဲ့လေမင်းမင်းကားသိဟိုဖင်ချမှာလေသူတို့ဖင်ချမှာလေမသိရဲဘူးလေမင်းပြိုင်ကားမောင်းနေကောင်လေငါမင်းပြောသူမင်းလည်းသိတယ်လူကြီးသားသမီးတွေဟုတ်လားတော့လူကြီးသားသမီးတွေပြိုင်ကားစီးတာလေဟိုဟိုဘလူကဖန်ရဲမှာလေမဖန်ရဲဘူးလေမင်းဖန်မော်တော်ပီကဖန်မော်တော်ပီကိုဖင်ချမှာဒီကောင်လေးကအာအာအောင်တော့อืมကားသိမ့်ပြန်မှာကျွန်တော်ပွန့်လိုက်ပြောတာတချို့ဥပဒေတွေကပြင်းထန်လာရမယ်อืมဒါမှလူတွေကြောက်မှာ အခုပဲစဉ်းစားကြည့်ကြမယ်။ဒန်ကြီးတသိန်းနဲ့ကဲ။ကျွန်တော်ပြမှုတစ်ခါကြည့်လို့မယ်။ဒန်ကြီးတသိန်းနဲ့။ဒန်ကြီးတသိန်းဘာဖြစ်လဲ။အဲ့ဒီလိုကောင်မှုတွေကငိုတဲ့ငကြောင်နေလေ။အဲ့လိုမျိုးပြ။လူကြားထဲမှာကားမောင်းနေနေကားယူလီပါအတင်းနေဝူးလို့ဆုံမောင်းထွက်သွားတာ။အဲ့ကောင်တွေငကြောင်နေ။အဲ့ကောင်တွေပုံမှန်ချက်ရှိတယ်ကော။ပုံမှန်အုံလို့ရှိတယ်ကောင်တွေငကြောင်နေဘူးလို့ချက်မပြည့်တယ်ကောင်တွေလို့အဲ့လိုမောင်းတာ။ကျွန်တော်အဲ့လိုဟုတ်ပြီ။အဲ့နော်။ဒါဆိုရင်ဒါလူကြီးသားသမီးတွေချက်မပြည့်။အဲချက်မပြည့်ဘူးလို့သူဆိုလိုချင်သေးဘူးနော်။ချက်မပြည့်ဘူး။နောက်ပြီးတော့အခုမြန်မာနိုင်ငံမှာ အဲဘယ်လိုပြောအုပ်ဆိုးနေရအုပ်စီးနေတယ်နော်အုပ်စီးနေအီးဆုပ်နေတဲ့ဒီလူကြီးတွေလည်းစက်မပြေဘူးနော်စက်မပြေလို့လေဒီစက်မပြေတဲ့မိဘမွေးဖွားလာတဲ့သားသမီးတွေလည်းစက်ပြေမှာမဟုတ်ဘူးအဲလူလူမန်းလည်းသိမှာမဟုတ်ဘူးဘာလို့လဲဒီအကျံဖက်စစ်တက်ကထွက်လာတဲ့ဒါသားသမီးဖြစ်တယ်ပေါ့ဗျာနော်အကျံဖက်စစ်တက်စစ်တက်တော်မှာကျွန်တော်ပြည်သူတွေကိုလူလို့သူတို့ထင်တာမဟုတ်တာဟုတ်တယ်မသူတို့လှုပ်ချင်တာလှုပ်တယ်တက်ဆရာကြီးတက်တယ်ရွာတွေပြီးရှုဆရာကြီးရှုတယ် ဟုတ်လားစာတင်ကြောင်းလေးဘုံကျဲစရာရှိသူတို့ကျဲတယ်နော်ဒီကောင်တွေလည်းသူတို့မိဘကမိဘကနေတော့ပောက်ဖွာလာတဲ့အတွက်အဲဒီကောင်တွေလည်းချက်မပြည့်ညာရေးမပြည့်သူပြောချင်တာဒါပေါ့โอเคပဲမြင်တယ်ခင်ဗျားတို့ မေကျွန်တော်ရုပ်သံတော်နဲ့မိတ်ဆွေတွေထဲမှာခင်ဗျားတို့သားသမီးတွေမှာပါရင်ပါနေလိမ့်မယ်။ကိုသားသမီးကိုပြောမေကြည့်ဖို့လိုတယ်။ခင်ဗျားတို့ကြက်မပြေတဲ့သားသမီးမွေးထားမိသလားပြန်ကြည့်ဖို့ပွင့်လို့ပြောတာ။ဒါမျိုးမောင်းတာကြက်ပြေလည်းမပြေလားခင်ဗျားတို့စဉ်းစားကြည့်ဖို့။ကြက်မပြေဘူး။ဒါပြန်ပြန်ကားခွင်းကိုရန်ကုန်မန်းလက်မကြီးရန်ကုန်ကလက်မကြီးပေါ့။ပြန်ကားခွင်းနေပို့။တိတ်မောင်းချင်ပြန်ကားခွင်းတွေကိုသွားအဲ့ကျရင်တေးအောင်မောင်းတိုက်ပါတေးကြအေးတာလေ။ကျွန်တော်တို့ရှင်းရှင်းလေးရန်ကုန်မြို့လေကောင်ရန်ကုန်မြို့တကယ်ဝါးတွေမှာတော့အောင်တော့ပါလေဗျာမောင်းပါလေညဘက်တွေဆိုလဲသမီးအိမ်ကြီးကောင်းကောင်းမအေးရဝူဝောဝောဆက်ဆက်လုပ်တာကောင်ကြီးတယ်။ကျွန်တော်ပို့လို့ပြောအဲ့ဒီကောင်မျိုးကိုဖမ်းအောင်ဖမ်းအောင် ဟုတ်တယ်နော်ကားကိုသိမ့်ပြရမယ်လူမဖမ်းရင်ကားသိမ့်ပလဲဘာဖြစ်လို့နော်ရှင်းရှင်းနောက်ဆုံးအဲ့ကားပိုင်ပြိုင်ကားပိုင်ပိုင်ရှင်နေတဲ့ဘိုးသူကြီးတွေပဲဖြစ်နေတာတာသူကြီးရဲ့သူတို့ဖေးရဘိုးသူကြီးတွေဖြစ်နေပါစေဟုတ်ဗျာဥပဒေကဥပဒေပဲဘိုးသူကြီးမကားလို့ဘာဖြစ်ဖြစ်ဥပဒေကဥပဒေပဲဖြစ်ရမဟုတ်လားမောင်မောင်လားမဟုတ်ဟုတ်တယ်။နော်မောင်လားဆိုဟုတ်တယ်။ဘာလို့လဲဗိုလ်ချုပ်ကြီးသားသမီးဘယ်ကောင်းမှမလို့ရဲဘူးလေကွာ။မင်းကမသိရလဲမဟုတ်ဘူး။ဟမ်။ဟာလား။မင်းလည်းမသိတာမဟုတ်သိတယ်လေ။နော်ဗိုလ်ချုပ်ကြီးသားသမီးဘယ်ကောင်းမှမလို့ရဲဘယ်ကောင်းမှမထီရဲဘူး။ ဒါမိဘတွေမှာကြက်မပြေမှာတော့ဒီကောင်လေးလည်းကြက်ပြေကြစောက်ကြောင်းတကောင်မှမရှိဘူးဘုသူကြီးရဲ့ဒါသမီးမျိုးဆိုရင်ဥပဒေအရေးမြူအောင်ဆိုရှိလို့လားဘယ်ဥပဒေပြန်ထားလဲอืมပြောနေတာပြရတာအရေးယူပြန်တယ်အများကြီးဆိုစိတ်နှောက်ရဖြစ်တဲ့ဟာတွေလုတ်ပြစ်စုစေးခြင်းတယ်ကျွန်တော်တို့ကခုနဟိုအများကြီးတော့အများကြီးပြောလို့သိဘူးခုနကျွန်တော်တို့မြင်ရတာကြီးမြင်ဟိုတော်တော်လေးစိုးစိုးဝါးမြင်ရတယ်ခုနအများကြီးရှိပါတယ်ဟုတ်တော့ဟိုရန်ကုန်တစ်ဖက်ဆိုတစ်ဖက်ရောက်တဲ့ရောက်ပြီးပါတိုင်းမှာကျွန်တော်အမြင်နဲ့မြင်နေတွေ့နေကြားနေတဲ့ကိစ္စအဲ့တော့ပြောရရင်တော့ ဒါလို့လေပြရတာကြီးကိုလိုတယ်အခုအစိုးရထုတ်ပြန်ကြေညာတယ်ကြေညာချက်ကတော့အရန်ကောင်းတယ်ဟုတ်ပြီကြေညာချက်ကတော့ဗားတယ်ဗားတယ်အရန်ကောင်းတယ်ကောင်းတယ်ကြေညာချက်ကတော့အရန်ကောင်းတယ်ဘယ်လိုလဲကျွန်တော်ပြောပြရတယ်ကျန်တာကတော့ကောက်ကောက်စလာဘူးနော်ကျွန်တော်လည်းဒီလောက်ပဲပြောရတယ်ဒါနဲ့ဘိုးလည်းမပြောရသေးဘူးဒီကာလမှာကျွန်တော်အများကြီးပြောရဘူးခင်ဗျားတို့ကျွန်တော်ပုံပုံနဲ့ဝင်ခံတာနော်မင်းပြောတာကမီဒီယာသမားဆိုဟမ်မင်းပြောတာမီဒီယာသမားဆိုဟမ် အခုလောက်နေတဲ့ဟာရွေးကောက်ပွဲဒီဟာဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လမ်းဖို့အတွက်ပြပွန်လင်းပြောလေမားတော့မားတာပြောရရမယ်လေအဲ့လိုမင်းဒီနိုင်ငံဒီမိုကရေစီနိုင်ငံဘယ်လိုဖြစ်မလဲဟမ်ပွန်လင်းပြောရရမယ်လေအိုးအိုးမဟုတ်သေးပါဘူးဟမ်အေးအေးအဲ့ဒါဆိုကျွန်တော်ဒီကလာမှာအရင်ဒီကလာလေးဒီကလာမှာကျွန်တော်ပြောတာအရင်ခက်ခဲတယ်ဟွန်းဟွန်း ဖျားများပါရှိတယ်ကျွန်တော်ပေါ့နေပြတာဒါကျွန်တော်ဝင်လုံးဝင်ခံတာမမြင်ရတဲ့ဖျားရောမြင်ရတဲ့ဖျားရောဘလို့ဟာရောဝါရရောအခုကလေးကကျွန်တော်တို့ကပေါ့နေပြအခုကလေးကျွန်တော်တို့ဂျန်လစ်ကြီးဘွားအခုကလေးကနော်ဘာဖြစ်နေလဲဆိုတော့27ခင်းနိုင်ငံရေးစာရေးတချိန်လို့ပြောလာတယ်23 24အထိကျွန်တော်တို့ပြောလာချိန်လို့25ရွေးကောက်ဝင်လာလည်းနေလာအောင်ခုကြမှာထပြီးတော့တချို့ဆိုရင်ချိန်လား6လားဘာလာညာလားဖြစ်ကုန်တယ်အာဏာတော်မရသေးဘူးနော်ဘာမှတော့ဘာမှတော့ရွေးကောက်ဝင်နိုင်လားမနိုင်လားမသိဘူးခုလေကျွန်တော်တို့ချိန်လား6လားနဲ့ တချို့တွေဆိုပြောနေကြပြီဆိုတော့ချိန်လား6လားဆိုတာဟိုကကိုကိုကြီးကိုပြောနေတာမင်းတို့ lobby တွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာချက်ချက်သတိထားဆိုတာအမ် lobby တွေဆိုတာဒီကောင်းလေးကိုပြောတာเนาะအဲကျွန်တော်မနေရလားမသိကျွန်တော်ပြောတဲ့အချိန်မှာပါတယ်เนาะဒီကောင်းလေးကိုပြောတာ lobby တွေဆိုတာသူတို့ကပြောမလဲဒီကောင်းသိရတည်းဟာဒါပေမဲ့ဒီကောင်းနာမည်တက်ပြီသူမပြောရဲတော့အမ် ဆိုတော့တော်ရည်ဖို့တော့ကောင်းတော့ပြုံးကြတော့ကောင်းတယ်အမ်ဒါတော့ဒါတော့ကျွန်တော်ပြောရဆိုတာလည်းတော့ခက်တဲ့အတွက်ဒါတော့ပဲကျွန်တော်ပြောနေရတယ်နော်အဲ့တော့ဘာပြောတိုက်ပြီးပြီဥဆောင်နိုင်မယ်ဆိုရင်ဥဆောင်နိုင်တဲ့အရေးရှိရတယ်ဆိုရင်များများရှိပေါ်ပေါ်လာလို့လို့နားထောင်နားထောင်တကယ်အရေးရှိရမယ်อืมဟိုဘာခေါ်လဲဆိုတော့အဲတိကံသိရှိရမယ်စာနာနာလည်းသိရှိရမယ်နားထောင်နော်ပြပြပြောင်းလဲခြင်းသိရှိရမယ်อืมတခုခုဆိုရင်ကင်လိုက်မယ်စော်ပလိုက်မယ်လှော်ပလိုက်မယ်စော်ပလိုက်မယ်ချမယ်ဆိုတော့အတွေးကြီးပဲနဲ့ပဲ ငါတို့ချော်တယ်ငါပြန်ဆော်ပြမှာဆိုတော့အတွေးကြီးနဲ့တိုက်ပြီးအုပ်ချုပ်မယ်ဆိုရင်အဲ့ဒါအုပ်ချုပ်နိုင်ရင်အဆင့်တန်းမျိုးစားခေါင်းဆောင်ပြီးတော့မပါလို့မျိုးဖြစ်နေတယ်ဒေါသကြီးရဲ့မောဟကြီးရဲ့ဆိုရင်အဲ့ဒါခေါင်းဆောင်မဖြစ်တတ်ဘူးလောဘကြီးရဲ့ဆိုခေါင်းဆောင်မဖြစ်တတ်ဘူးဒေါသကြီးရဲ့လောဘကြီးရဲ့မောဟကြီးရဲ့ခေါင်းဆောင်မဖြစ်တတ်ဘူးအဲ့တော့ဒါကိုကိုကိုဒီအညူတေးကြီးခေါင်းဆောင်မဖြစ်တတ်ဘူးဒါတွေကိုကိုကိုသိကြဖို့တော့သက်ဆိုင်ရအကောလုံးလူရွေးကောက်ပွဲဝင်ကြတဲ့သူတွေရောနောင်လာမဲ့လူတွေရောနောင်လာမဲ့ခေါင်းဆောင်လက်တန်းလေးတွေရောနော်အဲ့ဒါအကောလုံးကိုကျွန်တော်ပြောတာနော်อืม โอเคเนาะအညိုးတွေမကြီးနေလောဘမကြီးနေဒေါသမကြီးနေဆိုတာမင်းအွန်လိုင်းကလောဘလည်းကြီးတယ်ဒေါသလည်းကြီးတယ်ဟုတ်လားမောဟလည်းကြီးတယ်အမ်เนาะမင်းအွန်လိုင်းကဘာဒေါသကြီးတယ်သူ့ကိုပုံငန်းတဲ့လူတွေဆိုရင်လောအပြည့်ရှင်ဒီကောင်အမိတ်ပေးထားတယ်ဟိုဒီကောင်ပြောနေတာမင်းအွန်လိုင်းကိုပြောနေတာမင်းအွန်လိုင်းကသူကဒဲမပြောရဲတဲ့အတွက်ဒီကောင်ကတ်တင်လေး သူကစ်သွားတာဗောနော်ဒါလေးတော့ကျွန်တော်ကြိုက်တီဗောဗျာနော်ကြိုက်တီဗောနော်တွင်ထူးတဲ့သစင်ဥโอเคဒီကောင်မဘာတွေပြောမလဲဆိုတာနားထောင်လိုက်ရအောင်ဗျာနော်โอเค တော့ lobby တစ်ချက်ချက်တတိထားဆိုတော့ကျမအရန်တတိထားအောင်ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်စုံချက်ချက်လေးတွေကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်မြန်မာဝတ်စုံချက်ချက်လေးအရန်ဝတ်တာဖြစ်တဲ့ကြောင့်ကျမချက်ချက်တတိထားအောင်အကေဝိဒီထက်ပိုပြီးချက်သွားမယ်ဆိုရင်လည်းချက်သေးတွေလည်းပောက်ထွက်သွားနိုင်သလိုအင်ကြီးလည်းပြဲသွားနိုင်နေပေါ့နော်အဲ့ဒါလေးတော့ရှိရပေါ့ဆိုတော့ကျမတို့ဒီအဲ့ချက်သေးတွေပောက်ထွက်သွားအင်ကြီးတွေပြဲသွားနိုင်ရင်နိုးကြီးနှလုံးအပြူးထွက်လာကရကရကရအားလည်းဘာပြောမှမသိဘူး sorry sorry နော်ဟာကျွန်တော် channel မှာဟာကြည့်ရှုနေတယ်ဒီမှာကျွန်တော်ဟိုဟာညီမငယ်များလည်းပါဆိုတော့နော်ဟိုဟာအတော်ဒီလည်းပါတယ်တူမအယွေလည်းပါတယ်ဗောနော် okay အဲ့တော့ခရခရဟိုကျွန်တော်လည်းပြောကြည့်နေပြောကြည့်နေအနောက်မှာဒီကောင်မပြောထားတယ်တော်တော်လုံလုံပါ okay ဆက်နားတော့မှာဗျာနော်ကျွန်တော်ဆက်မပြောတော့သူကသူဘာပဲပို့ပေါ်လာသူကတော့ပြောကြည့်နေကိုကိုကြီးကိုပြောကြည့်နေနော် lobby ဒီကြက်ကြက်တရီထားဆိုတာကိုကိုကြီးပြောတဲ့စကားကိုဒီကောင်မပြန်ပြောတာဗောနော် okay အဲ့တော့ကြောင့်ကိုကိုကြီးကို ဘသူမှစောက်ဖတ်မလုပ်တာအဲ့ဘဲကြီးကလည်းစောက်ယူကြီးကြနေတာပဲရွေးကောက်ပေါ်ကွင်းပြိုင်တာโอเคဆက်နာတော့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့อืมနိုင်ငံရေးသမားတွေလားတော်နိုင်ငံရေးသမားတွေလားနော်ဒါမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒီอืมနိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စုပူပုံကံပြီးတော့အကြံဖတ်အားပေးလို့ထောင်ချခဲ့တာကိုဂုံယူစရာတစ်ခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကို တော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစီနေတာကိုအင်းအဲ့လိုလုပ်တယ်လို့ထင်ရလားဒါလေးစဉ်းစားဖို့လိုရပေါ့နော်အကျွန်တော်ကဘယ်နိုင်ငံရေးအကျဉ်းသားဟိုမှာစော်ကားပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးသို့ပေမဲ့အကျဉ်းဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကျဉ်းဖတ်အားပေးလုပ်ရတည်ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပိုက်ကြည့်ပြီးတော့ညှဉ်းခံနေမှာမဟုတ်ပါဘူးအဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူးကျွန်တော်တို့2021ဒီဇင်ဘာထင်ပါတယ်နော်ဆို Silent Strike ပေါ့နော်အဲဒီ day ပေါ့အဲ့ဒါတွေလုပ်တဲ့ခရေရာမှာကျွန်တော်တို့က online မှာ ီအစ္စဖအပိတ်တွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာအခုလို့ဆိုရင်ကျွန်တော်တို့သုံးနှစ်ကျော်လေးနှစ်ထဲတော့ရောက်လာပါပြီပေါ့နော်အမှန်တော့စိုင်းလင်းတပိတ်မှာပါဝင်တဲ့လူတွေကိုဒီကောင်မတွေတရင်ပေးပြီးတော့ဖမ်းခိုင်းရနော်ဒီဖီလူမလည်းပါတယ်ပေါ့နော်ဒီဖာတယ်မှာလည်းပါတယ်ပေါ့ဒါသူဒါသူကိုယ်တိုင်ဝင်ခံထားတဲ့ဒီလူဖိုင်ကိုပြောလို့ရတယ်နော်ဒီဖာတယ်မှာဆိုလဲကျွန်တော်အားလုံးတွေ့တဲ့အချိန်မှာဟိုဒီပေါင်းအိုက်ကလေးလေးဘေးကကလေးလေးအမ်းဒီအာကျွန်တော်လည်းမေ့သွားကြပါမှတ်ကြတာများတော့ ဘာဘာသူရှိသူ့ဘာလဲဟိုဟာပတ်စံပန်းပန်းစည်းတွေပေးတယ်လက်စွပ်တွေပေးတယ်အဲနောက်ပြီးတော့သူခေါ်လို့ဆိုလာတယ်ဆိုပြီးတော့လေအပီရက်ကြီးဖမ်းပြီးသွားတာလေအဲနောက်ဒီကောင်မဒီကောင်မလည်းပိုင်လုံးမလို့ခေါ်လို့ရတယ်နော်သူကဘာလဲဆိုတော့ဒီတက်သေးကစစ်ပူတွေမှမဟုတ်ဘူးဒီအပြင်ကဒီအဲလူငယ်လူရွယ်တွေပါဒီကောင်မလိုက်မြူဆွဲပြီးတော့အဲဒီကောင်မပိုင်လုံးလုတ်ပြီးပေါ့နော်အင်း ဒါလေးရှိရကျွန်တော်တို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမယ်ကိုယ်တိုင်တယောက်ချင်းစီတာကျွန်တော်တို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကတပုံမှန်အချိန်ကြီးမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနေပုံမှန်မဟုတ်တဲ့အချိန်ကြီးအကြက်တဲတွေအတိုက်ခိုက်တွေဝေဖန်မှုတွေဂျားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချောင်းမှုတွေဂျားကနေဝင်ရောက်ရှင်ပြန်ကြတဲ့ကိုယ်စားလှယ်တယောက်ချင်းစီတာကိုကျွန်တော်တို့ respect ထားပါတယ်။ပါတီတွေအားလုံးကိုလည်းကျွန်တော်တို့တူညီတဲ့ respect တွေထားရှိပါတယ်။ What's up? What's up? တို့ပေမဲ့တခုရှိတာဒီကနိုင်ငံကြီးလုံမာလားဒေါ်လာကြီးလုံမာလား။อืม ပြည်သူတွေကတို့ရဲ့ဒီကနေ့ဆိုကျွန်မရေခွေးတော့ပို့ပြီးတည်တာပါတယ်နော်ပြည်သူတွေကဒါရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့တို့တွေဘာတွေမျှော်လင့်လဲလို့မေးလိုက်တဲ့အခါတိုင်းအခါတိုင်းမှာအဲဒီနေ့အေးဆန်းတဲ့ဘဝလေးကိုလိုချင်နေတည်တည်ငြိမ်ငြိမ်အေးဆန်းလေးနေထိုင်စားတောက်ချင်နေနော်ကိုယ့်ဥစ္စာလေးကိုအေးချမ်းလေးရှာစားချင်နေဆိုတဲ့ပြည်သူတွေအများကြီးပဲอืมချုံလို့ပြောရရင်တို့ဒီနေ့အေးဆန်းတဲ့ဘဝလေးကိုပဲတို့လိုချင်တာနိုင်ငံတော်ဒေါ်လာပုံကံပြီးစုပူထားကြမဲ့လူတွေတို့မလိုချင်တော့အဲ့နိမေစပတ်ဖေလိုမရဟုတ်ပြီတည်ငြိမ်အေးချမ်းနေတဲ့ဘဝလေးကိုဘယ်ကိုမေကိုလို့ဖျက်လို့ဖျက်စီလုပ်ခဲ့တာလဲ ဟမ်နင်းပြောလေတည်ငိမ်အေးချမ်းနေတဲ့နိုင်ငံလေးကိုဘယ်မအေလိုကဖျက်လို့ဖျက်စီလုပ်ခဲ့တာဘယ်မအေလိုကမတည်ငိမ်မအေးချမ်းအောင်လုပ်ခဲ့တာလဲကြည့်ပြောနိုင်ငံတော်အတော်လံပုံစံပြီးစုပ်ပုတ်ထားကြရတဲ့သူတို့တို့လိုချင်မှတော့တို့တို့ဘယ်မဲပေးမလဲဟုတ်တယ်မလားတို့တို့ဘယ်မဲပေးမလဲအဲ့တော့ဟိုမဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့ သူတွေကိုယ်စားလှယ်တောင်းနေအနေနဲ့ရလဲဆူဆူပူပူလောက်တာကြီးကိုဂုံယူစရာကြီးလို့ပြောပြီးတော့မဲဆွယ်စည်းုံနေတာကြီးကကိုယ့်ကိုမှန်လားမှားလားကိုယ့်အောင်ပြန်တွေးပါကိုယ့်လူကိုထိန်းပါစောက်ယူမရအခုကဘယ်သူကမဲပေးမယ်လို့နေထင်နေလို့လဲလို့ဟမ်အော်အော် နော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တော့အကြက်ဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆက်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြက်ဖက်အားပေးမယ်အင်အားစုတွေပဲဖြစ်နေမယ်ဒါလေးတိတ်ကြည့်ရပါအဲ့တော့ကိုလူကိုထိန်ပါကိုလူကိုမထိန်မဲနဲ့ဘေးကလူတွေပိုက်မမဲပါနဲ့ဘေးကလူတွေကထိန်ချောင်းပေးနေရပါဟုတ်ဟုတ်ကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်ချောင်းပေးနေရပါမလေးစောက်ဖေလုံးမကြီးရေနင်းကထိမ့်နေဘာလို့ထိမ့်နေငါလီလာထိမ့်ပါလားတတော်ပါရဲ့ဖေလုံးမ ။အဲဒီကောင်းမောက်ကျွန်တော်ဒါပထမဆုံးဆဲဦးတာ။လုံးမဟာမဘာလို့ပြောမလဲမသိ။တခင်တော့ချက်မပြေဘူးတော့တက်မတော်ထောက်ခံတဲ့လူကြီးတကယ်ချက်မပြေတာ။ကျော်ဗီဒီယိုတွေကိုတကယ်အမှန်တကယ် internet ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စီတနာနဲ့ကျမတို့ကထင်ကြောင်းပေးနေတာဖြစ်ပါတယ်။ဒါလေးသိထားဖို့လိုပါတယ်။နောက်တစ်ခုကကြတော့လေအဲခင်ဗျားတို့အခေါ်ပေါ့နော်။တက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေ။ ဟုတ်နော်အဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်တက်မတော်မရှိတဲ့နေရာတွေမှာသွားနေပါတက်မတော်မလိုလားတက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့သွားနေပါအဲ့ဒီနိုင်ငံတွေကအချင်းပါရေရေကောက်ပွဲကိုခင်ဗျားတို့သွားပြိုင်ကြပါဒီလိုမှကိုဖေးတာကိုပြန်လူလိုက်တော့ဟုတ်ပြီနိုင်ငံတိုင်းနိုင်ငံတိုင်းမှာနင်ပြောတဲ့စကားငါပြောမယ်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာတက်မတော်ရှိကြဟုတ်လားတက်မတော်ကသူ့နေရာသူနေကြရှင်းတယ်နော်နိုင်ငံရေးတွေမှာဘယ်တက်မတော်ကဝင် မရှိဘူးဒီလိုမှရအဲ့ဒါနဲ့နားလဲလား နောက်တက်မတော်ကိုစန့်ကျင်တာကိုဂုံယူစရာတစ်ခုလို့သတ်မှတ်ထားရင်တော့လက်ရှိတက်မတော်အဲလက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါတယ်နော်အဲအဲ့ဒါလေးလည်းလာပြောတာပါပြီးတော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့တက်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တက်မတ်မောင်းနေလို့ထင်ခဲ့တာမဟုတ်ဘူးအကယ်၍မဲမက်တပါမှုဒါမရှိခဲ့ဘူးဆိုရင်အပြင်အဲမဲမက်တပါမှုတွေကိုဒါကောင်းကောင်းမွန်မွန်ဖြေရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာဏာထိန်းစီရအကြောင်းလည်းဖြစ်မလာနိုင်ဘူးမရှိဘူး နော်ကျမအရင်ကပြောပါတယ်နော်တို့2020တခုနှစ် sorry တို့2020မှာတို့ရွေးကောက်ပွဲလည်းအရင်ဟာလုံးမဟာမဒီဒီကောင်မလေးဘလို့စောက်ခွက်တွေနဲ့ဘလို့ပြောနေလဲမသိဘူးနင်တို့စောက်ရှက်မရှိကြလားဘလို့လဲမသိဘူးဟမ်ဒါမှဘိုးတွေဝိုင်းလို့တာလို့ပဲဟာတော့ပိုးတွေနဲ့ပြည့်နေလို့လို့ပဲလားဟာလုံးမဟာမတွေရန်ကြီးစိတ်ဝင်စားဘူးတို့ဘာလုပ်နေလဲဆိုတော့အဲ့မှာ မာရဝစီကဖျားကြီးတဲဖို့သခင်ကြောက်ကြီးကိုစီမင်းကုန်စိတ်ကန်းကနေပြီးတော့သူတို့လေအဆင်ဆင်လက်အဆင်ဆင်နဲ့တဲဖို့ဓာကြီးပဲသူတို့အလုရှုပ်နေကြတာအင်းအင်းအင်းမဒါကြီးပဲအလုပ်ရှုပ်ပြီးတော့တော့ရှောက်ပဲပြီးတော့မှအမမဲမတမမှုတွေဖြစ်တယ်။မဲပေးရဲ့ဥယေရဲ့လေးပုံမှုတပုံမဲမတမမှုဖြစ်တယ်။ဒါတွေဖြစ်ရှင်းပြပါဆိုပြီးအချင်းချင်းအချင်းချင်းတိုက်တွန်းခဲ့ပြီးတော့အာနာမထင်းချင်လို့ကိုပဲအချင်းချင်းတိုက်တွန်းခဲ့တယ်။အေးနင်းလင်မင်းအောင်လိုက်အဲ့မှာအဲ့ဒီဖျားတဲ့ဘူးအဲ့ကြောက်သွားတဲ့တာသူပါလားအဲ့မအေးလို့ပါလား။ကြင်ငါပြောမယ်အဲ့မအေးလို့မင်းအောင်လိုက်ပါလား။ဟမ် ဒီကောင်ဘလို့အာနာသိမ်းရမလဲဆိုတော့ तू လုံနေတာနင်းသိလားနင်းလဲသိမှာပါဒီလိုမှရဲ့စကားတွေကိုခါလဲလောရလောရအေးနင်းလို့လဲကိုကိုကြီးနဲ့ပဲတန်းတယ်နောက်ဆုံးမင်းရအောင်อืมအဲ့တော့မလဲတာမချောင်းတာနဲ့သူ့ခင်ဗျာဝင်ထင်းလိုက်ရအောင်မလို့တာမချောင်းဘူး နော်တို့ရောမှာတို့စစ်စင်ရေးတို့ရဲ့နိုင်ငံတော်ရဲ့လေးတို့ရေးတို့ညီတို့ကိုကာဝယ်ပေးဖို့တော့တို့ပါတို့အချိန်တော့မလောက်ငှအောင်မအားလက်တဲ့ချာနဲ့နိုင်ငံတော်အာဏာမလွှဲတာမချောင်းတာတို့ဝင်ထိန်းတော့ရတယ်အဲ့တော့နောက်တစ်ခုရှိတာကဘာလဲဆိုတော့လက်ရှိနိုင်လက်ရှိရွေးကောက်ပွဲကိုတက်ဖလော်ရဲ့ထွက်ပေါက်လို့ပြောတယ်တကယ်တော့တက်ဖလော်ထွက်ပေါက်မလို့ဘူးနော်တက်ဖလော်ဆိုတဲ့အဖွဲ့စည်းကထွက်ပေါက်လို့တဲ့အဖွဲ့စည်းမဟုတ်ဘူးထွက်ပေါက်မလို့ဘူးလေဘယ်ထွက်ပေါက်လို့မလဲနင်တို့ကလက်လက်ရှိနေတာပဲနင်တို့ဟမ်နင်တို့ကလက်လက်ရှိနေတာပဲလေနောက်ပြည်သူလက်လက်နဲ့ချိန်ရောက်မယ်ဟုတ်လား ပြည်သူတွေအကြမ်းဖက်မယ်ဟုတ်လားကိုဖေကိုလူမရဲ့တက်တော်မှာနိုင်ငံရေးထွက်ပေါက်ရှိစရာမလိုနိုင်ငံရေးထွက်ပေါက်လည်းမလိုအပ်ဘူးဟုတ်ကျမနိုင်ငံသားတယောက်ကမေးပါသေးတယ်။ဘယ်နိုင်ငံလဲဆိုတော့ကျမထပ်မပြောတော့ပါဘူး။ရေကောက်ပွဲလုပ်မှာပေါ့တဲ့။အဲ့ရေကောက်ပွဲကအဲ့ဒါတက်မလို့အစိုးရရဲ့နိုင်ငံရေးထွက်ပေါက်ပဲ။ဟော no ။ဒီအစိုးရကနိုင်ငံရေးထွက်သူကနိုင်ငံသားတယောက်ကသူ့မေးတယ်ဟိုကဒါဒီတက်မလို့ကရေကောက်ပွဲလုပ်မှာသူတက်မလို့ကဒါထွက်ပေါက်ပဲဆိုသူက no တဲ့။သူ့ no လေးကင်သွားပေါ့။ ဘယ်လိုမှထပ်ပေါက်လို့တဲ့အစိုးရမဟုတ်ဘူးကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့အချိန်ကအဲ့အချိန်ကကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့အဲ့အကြောင်းလေးကိုလည်းကျွန်မရဲ့အသိမိတ်ဆွေတို့ကျွန်မပြန်ပြောပြရတယ်နော်နိုင်ငံနိုင်ငံထပ်ပေါက်လို့တဲ့အစိုးရမျိုးမဟုတ်ဘူးတက်မတော်ဆိုတာလေတက်မတော်နိုင်ငံရေးအာဏာကိုလည်းလိုချင်တက်မှမောနေတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူးရှိတော့ဘယ်လုံးမှအာနာရမပါတီတွေကအစိုးရတကယ်ဖွဲ့ပြီးအုပ်ချုပ်နိုင်တာ၅နှစ်ပဲရှိတယ်။အင်းကျမတို့တက်မတော်ဆိုတာက standard army ဟမ်နော် standard army တို့မှာ standard တခုရှိတယ်တို့မှာနိုင်ငံရေးအာဏာနိုင်ငံရေးဟော standard army ပေါ့နင်းပေါ်တက်တာပါဖေလူမရဲ့ဟမ်อืมကတော့ဗျာကတော့ကတော့တောင်းမယ်တောင်းမယ်တောင်းမယ်ဆိုဖေလူမနင်းတောင်းမယ်တာပေါ့နော်ငါ channel မှာကြီးတဲ့မိဘပြည်သူများကိုတောင်းမယ်တာ ိုင်ငံရေးပါဝါသူ့မှာစတန်ဒတ်တစ်ခုရှိတယ်။အဲ့တော့သူကနိုင်ငံရေးအာဏာကိုထူပြီးတော့လိုအပ်နေစရာဘာကြောင့်မှမရှိဘူး။ကျတို့ကဟာလာလိုချင်ကျတို့ပြည်သူတွေပြည်သားတွေလက်မှတ်တွေထိုးပြီးတော့တက်ကနော်ကြီးရဲ့ရော့ပါအောင်နောက်နှစ်20လောက်အုပ်ချုပ်ပေးပါအောင်နှစ်30လောက်အုပ်ချုပ်ပေးပါအောင်ဆိုပြီးတော့သွားထိုးပေးကြီးကအာလှုပ်ရှုပ်တယ်ကျတို့ဒီမှာကျတို့ရဲ့နိုင်ငံရဲ့မှာရေတို့မြေတို့လေတို့တွေကိုကျတို့ကောက်တော်ရပါဒီမှာပဲရတော့မဟုတ်လားဒီဖေလိုမဟုတ်ဆက်ပြီးနားထောင်နေလေကျွန်တော်ထပ်ပြီးတော့အာဟုသူကြီးမြောက်အောင်မယ်เนาะ ကျွန်တော်ရဲ့ဒီညဘုံမရက်ွယ်ဖေလူမညာစစ်စင်ကိုဒီမှာပဲအဆုံးသတ်တော်မယ်နော်အေးကိုမောင်မောင်ကိုဘောမတွေကဘာပြန်ပြောလဲဆိုတော့ထမိန်ချုံမောင်မောင်လဲဆိုကွန်မန့်မန့်ထားတွေ့တယ်ကိုမောင်မောင်လိုက်လွင်တာကိုအဲ recording ဖမ်းပြီးတော့ TikTok ပြန်တင်ထားလူကတင်ထားတယ်အဲ့ဒါကိုအောက်ကနေထမိန်ချုံမောင်မောင်ဆိုပြီးတော့ဘောမတွေကတွားဆဲတယ်ဘာပြောထားလဲမသိဘူးကျွန်တော်တို့ဒီကြည့်ပါမယ်နော်ဒီကိစ္စမှာဘသူရဲ့ထွက်ဆိုချက်တွေအဓိကအရေးကြီးမလဲဆိုလို့ရှိရင်အခုမိသွားတော့ ခုမိသွားတော့ကြားဖြန့်ခေါင်းဆောင်ပေါ့နော်ကြားဖြန့်ခေါင်းဆောင်အဲသူရဲ့ထွက်ဆိုချက်တွေကတအားအရေးကြီးပါတယ်သူရဲ့ထွက်ဆိုချက်တွေကလည်းခိုင်ပါတယ်အဲထို့တူနောက်ထပ်အထောက်ထားတွေပေါ့အထောက်ထားတွေကလည်းခိုင်ပါတယ်ဟေ့ဆိုလို့ရှိရင်တော့ပါဝင်ပတ်သက်သူတွေအားလုံးအားလုံးအားလုံးညကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရာလူကြီးကြီးရာလူကြီးမားတဲ့သူတွေတော့မလွတ်တော့ပါဘူးနော်ညကြမှာပါဟုတ်တယ်နော်အခုလက်ရှိကြားဖြန့်ကောင်းဆောင်ကိုအဲထိုင်းကနေတရုတ်ကိုထွက်ပြေးလိုက်တယ်ဒါပေမဲ့ဒါကလည်း တိုင်းတော့လည်းကြောက်เสียကောင်းမယ်လို့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့မတော်တော့အဲ့ဒီကြားဖြတ်ကောင်းဆောင်ထိုင်းကနေအမေရိကန်လွှဲပေးလိုက်ရင်တော့အကောင်လုံးတနောဝင်ဒဇင်ပါအကောင်လုံးခွေးပြုတ်ပြုတ်ပြီမသိနေတယ်ဒါပေမဲ့လက်ရှိတရုတ်ကိုလွှဲပေးလိုက်တဲ့အတွဲတရုတ်ကတော့ဒါဟုတ်အညာကင်ထားမှာဒါဝစ်လေတာကိုဘာဝစ်လေတာလဲကိုတော့လက်ရှိရန်ကုန်မှာဘုံကြီးကျောင်းတွေသွားကြည့်ပါထမိန်တန်းနေအင်ဂျီတန်းနေနှလုံးလှမ်းပြီးတော့အခန်းနေအမှငှားပြီးနေတဲ့လူတွေယူမလားပြီးလို့ရှိရင်နှလုံးတိုင်းသုံးလုံးတိုင်းလုံနေတဲ့ယူမလား အရက်တောက်နေတဲ့ဖုံးကြီးယူမလားအဲ့ဒါနဲ့အားလုံးကိုစားဖအကုန်ထိပါတယ်အကုန်စိတ်ရင်းရှိတယ်သူတို့ရှိမှာဘယ်ចောင်းတိုင်းကဘလို့မိမနဲ့အရှုပ်ရှင်းရှိတယ်ဘယ်ចောင်းတိုင်းကငွေကြီးအရှုပ်ရှင်းရှိတယ်ဘယ်ចောင်းတိုင်းကဘာပြဿနာရှိတယ်အကုန်လုံးသူတို့လက်ထက်မှာ record တွေရှိပါတယ်ဒါပေမဲ့အရင်ပေါင်းမယူပဲမယူပါဘူးဘာဖြစ်လို့လဲခိုင်းဖို့အတွက်ခိုင်းဖို့အတွက်ဘာဖြစ်လို့လဲအာနာရှင်တွေကသားသုံးသားကိုအရန်ကြောက်တယ်ចောင်းသားရဲ့စစ်သားရဲ့ဖះသားရဲ့ စစ်သားကိုကြတော့တသွေးတတန်တမိတ်နဲ့စစ်မိတ်ဆိုရင်တက်ကြတယ်ကွာဆိုပြီးတော့ဗါလဲမင်းတို့ကအမိတ်ပေးကိုမေကိုလိုးတဲ့ဘွားလေအကုန်လုံးရောက်ပေါ့ဟုတ်တယ်လေငါတို့ကစစ်သားတဲ့အမိတ်ပေးရင်လောက်ရတယ်ဆိုတာမှန်လားစစ်သားအမိတ်ပေးရင်လောက်ရတာမှန်လားမဟုတ်ဘူးနော်အမိတ်တိုင်းကိုလောက်စရာမလိုဘူးမှန်ကန်တဲ့အမိတ်ကိုပဲလောက်ရမယ်စစ်စင်းတဲ့ညီတဲ့အမိတ်ကိုပဲလောက်ရမယ်ပေါပန်းလေးတွေပဲဟဲ့မင်းမေမင်းသွားမရင်းကျင်ဆိုကျင့်မလားအဲ့ဒါအမိတ်ပဲလေဟုတ်တယ်မလားအဲ့ဒါရှင်းရှင်းလေး အဲ့တော့စစ်သားဆိုတာအမိတ်ပေးတာလောက်ကြတယ်ဆိုတော့သကောက်ကျွန်တော်လက်မခံဘူးစစ်သားဆိုတာစစ်မိတ်နဲ့ညီတယ်အမိတ်မှန်မြောက်နာခံတယ်အဲ့ဒါဆိုရင်ပုံမှန်လိမ့်မယ်အဲ့တော့စစ်သားတွေကိုအမိတ်နဲ့အုပ်ချုပ်ထားတယ်ចောင်းသားတွေကိုဓာရင်ဓာကျက်ဓာပြေးကိုကိုတိုင်းစဉ်းစားတွေးခေါ်နိုင်တဲ့စင်ညုံတရားတွေမဲ့အောင်လုပ်ထားတယ်ဖျားသားတွေနှောင်းခေါ်မှာရှူအားရောက်မှာကောင်းကောင်းသူတို့တွေတီးခဲ့တဲ့အတွက်ဒီဖျားသားတော်တွေရဲ့စူးစီးညီညွတ်မှုဓမ္မအတန်တွေကိုလှိုင်းလှိုင်းမထွက်ဖို့အတွက်ဘာလုပ်လဲအာဓမ္မဝါဒီတွေလွှမ်းမိုးအတွက် တလို့အကျင့်ဇာတိတပြက်ပြားတဲ့အရေးချုံတွေကိုမွေးထုတ်လိုက်တယ်။မွေးထုတ်ပြီးတော့ခင်ညွတ်လက်ကထောင်လိုင်း80ကိုဂရုံတုံတင်ငန်းဝင်ပြီးတနိုင်ငံလုံးကိုအနှံ့လွှတ်ချလိုက်တာ။အဲ့တော့တည်းကဘာသာရေးပဋိပက္ခလူမျိုးရေးပဋိပက္ခစပေါ်တော့တာပဲ။နော်။ဒါအဲ့တလို့ဟာတွေကိုဘာကြောင့်လဲ။ခိုင်းဖို့အတွက်နေတို့တွေ record ရှိတယ်နော်။ဘုန်းကြီးဘာလုပ်ပေးပါ။ဘုန်းကြီးဘာလုပ်ပါ။အဲ့ဒီကနေစပြီးတော့ခိုင်းခိုင်းစားကြတည်းရ။အဲ့ဒါအာနာရှင်တွေလုပ်ရတော့ ဲ့တော့အခုလည်းဒီလိုပဲပေါ့နော်ဝင့်လေတာသူတို့တရုတ်ကမလုပ်နဲ့ဟဲ့အောင်မင်းတို့စစ်ဖို့ချုပ်နေတဲ့မှာဘဲကောင်ဘဲကောင်ဘဲကောင်ဒီမှာကြားဖြတ် case နဲ့ပါနေပြီနော်မင်းတို့ကဆွဲချုံမလောက်ရဘလို့လုပ်ဘလို့နေအညာကင်ထားတာတရုတ်ကနီးပညာကြီးကိုနေ့ကပြောသလိုနေဆက်မှာတိုင်းတိုင်းတိုင်းကင်နေမွေးထားတယ်ဘဟုစစ်ကောင်းဆောင်တွေကိုလည်းချိတ်ဆက်ထားတယ်နှစ်ဖက်ကိုဘယ်နဲ့မျှအောင်လှုပ်ထားပြီးတော့မလုပ်နဲ့ချိန်ကစားဝါတာတရုတ်ကခင်းဆက်တဲ့ဒီတိုင်းပဲလုပ်လာအခုလည်းဒီတိုင်းပဲလုပ်နေတာပဲ နော်တိတိကျကျနှစ်ခွန်စစ်စင်ရေးဆိုတာလက်ကရက်ဖြစ်လာတာမဟုတ်ဟပေးလိုက်တာနည်းနည်းလှုပ်လိုက်ကောနည်းနည်းကြောင်းမကံမတိအောင်ပေးလိုက်ဟဲ့အောင်တွေ့လဲမလားမင်းပြူးနေတာကြီးရောက်လာပြီနော်မင်းနေပြီးတော့မှကြောင်းကံထိရင်မင်းငါ့ကိုဘာအောင်မေ့လို့လဲဟမ်အဲ့ဒီအကွက်ဖမ်းတာနော်အကွက်ပြောနေတယ်လို့ပဲဗျာ SKK သွားပြီအာဟလာမတမာမှုစစ်မှုအတရားမှုအဲ့ဒါလေစစ်မှုသမတရားလားအဲ့ဒါလား ချောင်းမြေနယ်အရာရှိတွေပြောပြပါအောင်လားဒီဘွဲကဘူးနိုင်မလဲခံမှန်းပြပါအောင်လားနိုင်ငံကြီးကသူ့အခြေအဟုန်နဲ့သူသွားနေကြပြီလေနော်အဲ့တော့နိုင်ရှုံးကတော့ဘယ်တော့မှပေါ်လာမယ့်အရာမဟုတ်ဘူးလို့ပြောပြစေနော်ဘယ်သူမှလည်းနိုင်မှာတော့မဟုတ်ဘူးပေါ့အနိုင်ရှုံးကိုဘယ်လိုခေါ်မလဲကျွန်တော်တို့တိုင်းတာတဲ့ပေဒံတော့ရှိတာပေါ့လေနော်အဲ့ဒီပေဒံနဲ့ကိုယ်ပိုင်နိုင်ရှုံးနဲ့ကိုယ်ပိုင်တိုင်းတာနေကြတာပဲတော်လိုင်းကြီးလည်းနိုင်နေကြတာပဲအဲ့ထို့သူစစ်တပ်ကလည်းနိုင်နေမှာပဲဖြစ်တယ်ဒီအနိုင်ရှုံးတိုင်းတာမှုဟာ290ကျော်ကြာခဲ့ပြီလေနော် နောက်ထပ်နှစ်ခုနှစ်ဆက်တိုင်းတားရမယ်ဆိုလို့ရှိရင်အော်စရာမဟုတ်ဘူးလို့ကျွန်တော်အများအားပြောပါရစေ။ဟုတ်ပါတယ်ဒီတော်လန်ရေးကိုဝိုင်းလောက်ကြောက်ဝိုင်းလောက်ကြောက်ကိုကျွန်တော်တို့ပြောတယ်ဆိုတာကတော်လန်ရေးဟာစစ်တပ်ဘက်ကဘယ်လိုနီးနေမှနိုင်လို့မရအောင်အဲ့တော့စစ်တပ်ဘက်ကမနိုင်လို့ရတော့တော်လန်ရေးဘက်ကရောဒီပုံစံတိုင်းဆက်သွားမယ်ဆိုတော့တော်လန်ရေးဘက်ကလည်းလွယ်လွယ်ကူကူနိုင်လို့မရအောင်အဲ့တခုရှိတယ်မတော်လို့အခုစစ်တပ်ထဲမှာနော်ဒီလက်ရှိမင်းအောင်လှိုင်အပါဝင်အာဏာသိမ်းတဲ့ကောင်တွေလှုပ်ရက်ကိုမကြိုက်တဲ့စစ်ဘုတ်ချုပ်တွေအများကြီးရှိတယ်အဲ့ဒီစစ်ဘုတ်ချုပ်တွေကတစုတစီတဲ့ ဒါမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်မဖြစ်နိုင်ပေမဲ့မဖြစ်ပါဘူးလို့လည်းပြောလို့မရဘူးမဖြစ်နိုင်ပါဘူးဒါပေမဲ့မဖြစ်ဘူးလို့တော့ပြောလို့မရဘူးအဲ့လိုမျိုးစစ်ဘုံချုပ်တွေကတိုင်းပြည်ရဲ့အာဏာကိုပြည်သူလက်ပြန်အပြီးစစ်တပ်စစ်တမ်းလျားပြန်ခေါ်ရမယ်ဆိုရင်တော့ဒီနေ့လို့ဒီနေ့ချက်ချင်းကြောင်းလဲဝါလို့ရတယ်ဒီနေ့ချက်ချင်းအဖြေပေါ်ပြီးတိုင်းပြည်ငြိမ်းချမ်းဝါလို့ရတယ်နော်အဲ့တော့စစ်တပ်လည်းတိုက်ခါရှိမယ်အဲ့ဒါလို့ဥဆောင်ပြီးလုပ်တဲ့ဗိုလ်ချုပ်ကလည်းတိုင်းပြည်ရဲ့ကယ်တင်ခြင်းတကယ်ဟီရိုကြီးဘဝဖြစ်သွားမှာဒါပေမဲ့ဒီလိုလုပ်ဖို့ဆိုတာလည်းမလွယ်သလိုဖြစ်လည်းမဖြစ်နိုင်ပါဘူး ဒါပေမဲ့မဖြစ်ဘူးလို့တော့ပြောလို့မရဘူး။တစ်ချက်နောက်တစ်ချက်ကစစ်တပ်ကလည်းမနိုင်ဘူး။တော်လိုင်းဘက်ကလည်းမနိုင်ဘူး။အဲ့လိုပဲဝစ်လေဝစ်လေသွားနေမှာဆိုတိုင်းပြည်ဘာဖြစ်မလဲ။ဟမ်ဒါပေမဲ့တခုရှိတယ်အခုအမေရိကန်ကလက်ရှိတော့လွှတ်တော်အမတ်တွေပါပါလာပြီ။လွှတ်တော်အမတ်တွေပါလာပြီးတော့လက်ရှိရွေးကောက်ပွဲကိုစတင်ကြဖို့အတိမတ်မပြုဖို့အဲလက်ရှိတော်လိုင်းအင်စုတွေတိကျစစ်တပ်ကိုစတဲ့ဖြင့်မြန်မာရေးကျန်းသာဘွယ်လုပ်တယ်ထွက်ပေါက်မရှိတဲ့ဆိုတဲ့ခေါင်းစဉ်နဲ့အဲ့တော့ဒါတွေကတိုက်ဆိုင်မှုတွေတော့မဟုတ်ဘူး။နော်အဲ့တော့ နိုင်ငံတကာကနေအဲ့လိုဝင်ရောက်ဆော့ဖက်ပြီးတော့ဒါကိုအဆုံးတက်ပေးမယ်ဆိုရင်တော့ဒီအချုံအနိုင်ချုံအဖြစ်ပေါ်ရမှာပေါ့တစ်ချက်အဲ့လိုမဟုတ်လို့ရှိရင်ဘုရင်ကကျွန်တော်တို့စစ်တက်လည်းမနိုင်ဘူးတော်လိုင်းအင်အားအခုဆိုလက်ရှိဒါတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့မြေဧရိယာများတယ်ဒါကိုတစ်ချက်တည်းကခဏခဏတယ်မြန်မာနိုင်ငံမြေပုံမှာရှိတဲ့မြေဧရိယာကိုတွက်ပါတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဧရိယာတွေစစ်တက်စိုးမိုးထားတဲ့ဧရိယာတွေများနေပါလေမြေပုံကိုတည်တည်ကြကြကြည့်ရင်တိပါလိမ့်မယ် ဒါပေမဲ့လူဦးရေကိုတင်းကပြောသလိုပေါ့အဓိကကြတဲ့နေပြည်တော်မန္တလေးရန်ကုန်ပတိန်စတဲ့ဖြစ်မောလမြိုင်တို့နိုင်ငံမြို့ကြီးတွေကိုစစ်တပ်ကစိုးမိုးခွင့်ရတယ်ဘာကြောင့်လဲတီတူခန်းနေလို့ဒါတွေကတို့ရဲ့တက်တာစရာကာပါတွေဖြစ်နေတာပေါ့အဲ့တော့ဘလို့ဖြစ်ဖြစ်တိုင်းပြည်ကြီးကတို့ဆက်သွားမယ်ဆိုရင်ဒုက္ခရောက်မှာအရင်ဆုံးကြောင့်တီတူပဲဒါကြောင့်မလို့တော်လှန်ရေးကိုဝိုင်းလို့ကြပါခက်မြန်မြန်ပွဲပြအောင်အဲစစ်တပ်ဘက်ကိုအားပေးဆိုထောက်ခံလိုက်ပြရှင်းတယ်ကျွန်တော်ကတော့ဖြစ်နေတယ်လာတနိုင်ငံလုံးချမလားစင်းချမလားကျွန်တော်မြဲပြောတယ် လာရှိမြဒီ time မှာကျွန်တော်တို့ပြန်မဲ့လူတွေတဘုံကြီးကိုစီစဉ်းစားရင်ကျွန်တော်တို့တားဖနှစ်ယောက်ရှိတယ်နော်ဟိုနေ့မှာစာပို့လာလူနော်အဲ့လိုလူမျိုးတွေအများကြီးလာကျွန်တော်ကိုယ်တိုင်စဉ်းချမသေနဲ့ပေဝါအေးရောမသေလို့ရှင်သွားမယ်ဆိုတော့ဒီဒုက္ခနဲ့ကျွတ်တခါကျရင်အဲ့လိုဖြစ်စီခြင်းနဲ့ကြာတော့အာယုန်နေနောက်လို့ဒါခလေးစကားပေါ့နော်ဟိုဘောင်ဝင်တဲ့စကားတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တိုင်းပြည်ကအဲ့လိုရေရှည်ဖြူအားမဲ့ဒုက္ခကိုကျွန်တော်တို့တွေကယ်တင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ဟိုပြောချင်တာကတော့ ော်လှန်ရေးကိုနိုင်တဲ့နေရာကပါဝင်ပေးကြပါဒီအာနာသိန်းတာကိုလက်မခံဘူးမင်းအောင်နိုင်ကိုလက်မခံဘူးဆိုရင်တော်လှန်ရေးကိုပါဝင်ပါအဲ့တနည်းပဲရှိတယ်။နော်ရှင်းရှင်းနဲ့နှစ်ဖက်ပဲရှိနေကျွန်တော်တို့မှာလက်ရှိချိန်ကျွန်တော်တို့ရွေးချယ်စရာနှစ်ခုပဲရှိတာကိုအဲ့နှစ်ခုလုံးကိုမရွေးချယ်ပဲရှောက်အောနေတဲ့ဒူတွေများနေလို့တိုင်းပြည်ရဲ့ပဋိပက္ခဒိဋ္ဌိကြတာအဲ့နှစ်ခုတည်းကတစ်ခုကိုတော့ပြက်ပြက်သားသားရွေးချယ်လိုက်ကြမယ်ဆိုရင်တိုင်းပြည်ရဲ့အဖြစ်ကအခုချိန်တော့ပေါ်သွားပါပြီ။နော်အဲ့ဒါသိကြပါလေ။ကိုကြီးရဲ့မြမပြမနေရတော့ဗျာလေဝေဖြိုးအောင်မှာပြောရနော်အဲ့ပါစိတ်နေဆရာမနော်မူဆက်သားရတယ် မူဆယ်မှာလည်းကြားမြန်နေတဲ့အများကြီးမဖမ်းဘူးတဲ့ကြားမြန်ကကြားမြန်ကအခုဟုတ်တယ်နေရာတိုင်းမှာရှိတာနေရာတိုင်းမှာရှိတာမင်းတော့လေဟိုအားရင်တော့ခံပေါ့ဒါပေမဲ့တော့အခုလိုမျိုးလက်နက်ကင်အဖွဲ့စည်းတစ်ခုကကြိုးထောက်နောက်ခံပေးတဲ့ကြားဖြန့်ကအရင်ရှုံမကောင်းလဲနော်ဥပမာဖြစ် ကေကေဖားတို့ဘာလို့မှကဲအလုံသမားကမလုပ်ချင်မလုပ်ချင်လို့ရှိရင်အနိုင်ကျင့်တာတွေနှိမ့်ဆက်တာတွေတတ်ဖြတ်တာတွေရှိရတယ်အားရတာအကျုံမကောင်းလားဒါပေမဲ့တော့ဒီလိုမျိုးကြာဖြန့်တာမန်ကြာဖြန့်လေးတွေပေါ့တာမန်ကြာဖြန့်လေးဆိုတာ online မှာတို့တို့လေလို့လိန်ညာစားတာတာကြာဖြန့်ရဲ့အတိတ်ပဲက online လိန်လည်းမှုပဲလေနော်အဲ့တော့အဲ့လိုမျိုးလိန်နေဆိုတာအဲ့လိုအလိန်ခံအောင်ဒါပညာများများပေးရမယ်ဖြူခွဲရမှာအဲ့ဒီလက်နက်ကန်ရကြောထောင်နောက်ခံပေးထားတော့ကြာဖြန့်ဆိုရှင်ဖြူခွဲရမှာဖြစ်တယ်နော်ကိုမောင်မောင်ဟိုထမိန်ကျုံလို့လာဆဲရဒီစကားကြီးပြောလို့လားမသိဒုက္ခပဲနော်တွေ့ကြည့်ရတယ် ကျွန်တော်ရဲ့ channel ကိုကြိုက်တယ်ဆိုရင် like ရယ် subscribe လုပ်လည်းပြခဲ့ကြပါ